မင်္ဂလာပါ EV's Kitchen ကနေကြိုဆိုပါရစေ။မယိကဒီနေ့မှအိမ်မှာအမြဲတမ်းချက်စားလေးရှိတဲ့ Singapore Curry Chicken လုပ်နေကိုလုပ်ပြပေးမယ်နော်။ဒီလုပ်နည်းကတော်တော်လေးအရသာရှိရဲပြီးတော့မယိကိုနီးပေးတဲ့လူပါလေ။သူကစားတောက်ဆိုင်ကိုယ်တိုင်ဖွင့်မှုတဲ့လူကနီးပေးတာ။အဲ့တော့သူ့နီးလေးနဲ့ကတော်တော်ကိုအဆင်ပြေတယ်ပေါ့နော်။အဲ့တော့မိတ်လိုပဲအိမ်မှာအလွယ်တကူလှူစားကျင်သူတွေအဆင်ပြေအောင်လို့လုံလေးကိုမျှဝေပေးလိုက်တယ်เนาะ။ပအဝင်ပစ္စည်းတွေကိုကြည့်အောင်ဒါကတော့ကြက်တကောင်လုံးပေါ့เนาะအဲ့ဒါကို ခင်ဗျားတို့ကခုတ်ထားလိုက်တယ်ဒါကတော့ပါတဲ့ spice တွေပေါ့နော်ကာရီဆိုတော့ဒါကာရီပေါ డర్ ပါမယ်ဂျင်းလေးနဲ့ကြက်သွန်မြူ၃လင်းမှော်တော့ပေါ့နော်ဒါပထမအဆင့်အနေနဲ့ဒါကြက်သားကိုနှက်ဖို့ပါကျန်တဲ့ပစ္စည်းတွေကတော့ဒါကာရီလေးကိုသွားမှာပေါ့နော်ပြည့်လို့ဖို့အတွက်ကကြတော့ဘာတွေပါမလဲဆိုရင်ဒီမှာကြက်သွန်နီဦးအကြီးတစ်လုံးပေါ့နော်ပါမယ်ပြီးရင်ဂျင်းလက်တစ်စစ်လောက်ပါမယ်ကြက်သွန်မြူ၄ငါးမှော်ပါမယ် ငယုတ်တီးရလေဒီလိုမျိုးအတောင့်အရှိကိုအစိမ့်ပေါ်ပါပေါ့နော်အချောက်မဟုတ်ဖ ೇನೆ အစို့သုံးလို့ရတယ်နော်ဒါဦးသုံးမယ်ဆိုလို့ရှိရင်ဖုံလေးပါလေးတုတ်ပြီးရေလေးဆေးပြီးတော့ပြီးရင်ကျိတ်ဆက်ထဲမှာဒါတွေရောအကုန်လုံးကိုထည့်ကြည့်မယ်ပေါ့နော်အဲ့ဒီကျိတ်တဲ့အချိန်မှာကာရီပေါင်ဒါကိုလည်းထည့်ကြည့်မယ်နော်အဲ့ဒါအဲ့ဆိုရင်အနှစ်ပေါ့နော်ပြီးရင်ဒီ curry chicken နဲ့မှာထည့်စားဖို့လိုတယ်အာလူးကိုလည်းသုံးတယ်အာလူးကတော့ကြိတ်တလောက်ထည့်ပါတော့ဒါအဲမိကတော့နှလုံးသုံးလုံးလောက်ထည့်တယ် ောနောက်တစ်ခုကအရေးကြီးတာငပိလဲပါတယ်ပေါ့ငပိကစပွဲစွန်းတစွန်းစာတော့အဲ့ဒါအနှစ်နဲ့ရောပြီးတော့စီတက်ရအောင်ဘုံတော့ကမိက200မီလီလီတာအောင်သုံးနေပြီးရင်ပြင်းတော်သိမ်းပါမယ်ဇပလင်ပါမယ်ပြီးတော့စားပါညာပေါ့နော်အဲ့တော့အခုပထမဦးဆုံးအဆင့်အနေနဲ့ကြက်သားကိုညှက်ထားဖို့လိုတယ်နှစ်နာရီလောက်ကြာတော့နှက်ခိုင်းတယ်အဲ့တော့ဒီကြက်သားကိုမိကတဲငံပြန်ပြီးစပွဲစွန်းနှစ်စွန်းထည့်မယ်နော် ီးရင်ဒီဂျင်းနဲ့ကြက်သွင်ပြီပေါ့နော်အဲ့ဒါကိုဒီလိုလေးချစ်ပြီးတော့အရသာကိုဝင်သွားအောင်နှက်လိုက်တယ်တော့ဒါကိုအရသာဝင်သွားအောင်နော်နည်းနည်းလေးဆွတ်ပြီးတော့နည်းပြီးမယ်နော်ဒါကို plastic wrap နဲ့အုပ်လိုက်မယ်ပြီးရင်ရေခဲတက်တာထဲမှာ2နာရီနှက်ထားပေးမယ်เนาะ ခုမဲရီတို့စပြီးတော့အနှစ်ကိုပြင်မယ်เนาะအနှစ်အတွက်ကိုဒီချက်သုံးကိုချိတ်လိုက်မယ်เนาะပြီးလိုက်မယ်ပြီးရင်ချိတ်ဆက်ထဲမှာအပေါ်လုံးထည့်ချင်ခုနပြင်ထားတဲ့ဟာကြီးအကုန်လုံးကိုချိတ်ဆက်တယ်ထည့်ချိတ်လိုက်မယ်เนาะ ပြီးရင်ဒီလိုလေးနည်းနည်းညက်သွားပြီဆိုရင်လေကာရီပေါ်ဒါကိုထည့်မယ်နော်ဒါကာရီပေါ်ဒါစပွဲဆုံးနှစ်စွန်းလောက်ရှိမယ်နော်ဒီမှာဆယ်အနှစ်ဖြစ်သွားရင်နော်ရေနည်းနည်းထပ်ထည့်လို့ရတယ်အခုအနှစ်ကိုစီတက်မယ်ပြီးရင်ကြက်သားထည့်မယ်အာလူးထည့်မယ်ဆိုတော့ဟင်းစာချက်လို့ရတယ်နော်ဟိုစီစပွဲဆုံးသုံးစွန်းလောက်ကိုပူပေးထားမယ်ပြီးရင်ခုနကလုပ်ထားတဲ့အနှစ်တွေကိုထည့်ကြမယ်နော် ြီးရင်လည်းငပိလေးပါကိုထည့်ပြီးတော့စီတက်ပေးမယ်နော်ဒီလိုစီတက်တာ2မိနစ်လောက်နေရင်လည်းကြက်သားကိုတစ်ခါတည်းထည့်ပြီးတော့အာတည်လိုက်တော့မယ်နော်စဘလင်းနဲ့ထည့်မယ်။အာလူးနဲ့ထည့်မယ်။ပြီးရင်ပြည့်ထည့်မယ်။ ကြားနည်းနည်းထည့်မယ်နော်။ဒါမင်းရလက်ဖက်ရည်စုံနှဆုံးတော့အဲ့ဒါကိုထည့်လိုက်။ပြင်းတော့တယ်နော်။ပြင်းတော့တယ်ကြောက်ဖုံးပိတ်ပြီးတော့ဒါ15မိနစ်မိနစ်20လောက်ပေါ့နော်ခဏတည်နေပြီးတော့မှနောက်ဆုံးမှအုံလို့ထည့်မှာနော် ခဲ့ဒီအတူဟင်းကအဲ့ဒီတဲထားတာပေါ့နော်မိနစ်20မိပါရှိနေတာနော်ဒီအချိန်မှာမိန်းကြီးကအုံနုံထည့်ပေးနော်အုံနုံက200မိလီလီတာနော်ရေလေးနည်းနည်းလေးဥထည့်ဒီအချိန်မှာလေကာရီနဲ့ငါတော့တော်တော်လေးကိုမွေးတက်ပြီးတော့အရန်ကိုနော်အဲအရသာရှိရဲ့အနံထွက်နေပေါ့နော်ပြီးရင်ခုနကဖယ်ထားတဲ့ဒါစစ်တုံး เนาะချက်သွင်းမီကိုတစ်ခါတည်းထည့်ပြီးတော့စူပါเนาะနောက်ဆုံးမိတ်15မိနစ်ကိုပြီးတယ်เนาะအခုဒီအချိန်မှာနောက်ဆုံး5မိနစ်လောက်လိုတဲ့အချိန်ပေါ့เนาะပေါ့ငန်ကြီးပြီးတော့နည်းနည်းပေါ့လို့ရှိရင်ပန်းငန်ပြာကြီးစပွဲစွန်းတစွန်းပေါ့เนาะနည်းနည်းလိုတလောက်ကိုယ့်အကူစိတ်ကြိုက်ပြန်ညှိပြီးလို့ရတယ်เนาะနောက်5မိနစ်လောက်တည်ပြီးရင်တော့ဒါ curry chicken ရပါတယ်เนาะကဲချက်သားလဲချက်သွားပြီဆိုတော့ပွဲပြင်စရာပဲလိုတော့တယ်เนาะ ဒါကိုမဲကြီးကစင်ကာပူထုံးစံတိုင်းပေါ့နော်။ဘာနဲ့တွဲစားလဲဆိုတော့သူကလေပေါင်မုန့်လေးနဲ့တွဲစား။ဒါမဲကြီးအိမ်လုံးပေါင်မုန့်ကလေးပေါ့နော်။အဲ့ဒါလေးကိုပြီးလိုက်မယ်။ပြီးရင်တော့စားဖို့အဆင်ပြေဖြစ်ပြီနော်။ ခုဆိုရင်တော့မန်ယူရဲ့ Singapore Curry Chicken အစင်းင်းဖြစ်သွားပါပြီ။အရသာလည်းအရန်ရှိတာကြောင့်မို့လို့အားလုံးပဲသဘောကျမယ်လို့ထင်ပါတယ်။မန်ယူနောက်မှတွေ့ကြမယ်နော်။